မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ကွန်ပျူတာကို ရှတ်ဒေါင်းအမြန်ချဖို့ရာအတွက်ပါဝါကလောက်တစ်ခုကိုယ်တိုင်ပြုတ်လောက်တဲ့နီလန်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကွန်ပျူတာကိုပါဝါပိတ်ချင်တဲ့အခါမှာပုံမှန်အတိုင်းကတော့ကီးဘုတ်ကနေပြီးတော့မှအော်တာနဲ့ F4 ကိုနှိပ်ပြီးတော့လေကွန်ပျူတာကိုရှတ်ဒေါင်းအမြန်ချကြပါတယ်ဒီလိုမှကိုယ်ကအော်တာနဲ့ F4 ကိုမလုပ်ချင်ဘူးဆိုရင်လေ search bar နဲ့ပြီးတော့မှကျွန်တော်တို့ဒီမှာ stack key ကိုကျွန်တော်တို့နှိပ်တယ် ပါဝါတွေကနေပြီးတော့မှကျွန်တော်တို့ကရှတ်ဒေါင်းကိုကျွန်တော်တို့ပြုလုပ်ကြပါတယ်။ဒီတော့ဒီလိုမျိုးကျွန်တော်တို့ကကွန်ပျူတာမှာရှတ်ဒေါင်းချကြတဲ့အခါမှာ order of phone နဲ့လည်းကျွန်တော်တို့ကမလုပ်ချင်ဘူး။ power cloud ကိုပိတ်ပြီးတော့လည်းကျွန်တော်တို့ကမပိတ်ချင်တဲ့အခါမျိုးမှာဆိုရင်တော့ကိုယ့်ရဲ့ကွန်ပျူတာလေးမှာ shut down အမြန်ချဖို့ရာအတွက် power cloud လေးတစ်ခုကျွန်တော်တို့ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။အခုဒီမှာတော့ကျွန်တော်ကနမူနာအနေနဲ့ကွန်ပျူတာကို power ပိတ်ဖို့ရာအတွက် shut down cloud လေးကျွန်တော်ဒီမှာချပေးထားပါတယ်။ ဒီရက်ခလုတ်လေးကိုကျွန်တော်တို့ကကလေးနှစ်ချက်နှိမ့်လိုက်တဲ့တပြိုင်နဲ့ကျွန်တော်တို့ဒီမှာအောက်ကိုဆွဲလိုက်တဲ့တပြိုင်နဲ့ကိုယ့်ရဲ့ကွန်ပျူတာကပါဝါပိတ်သွားမှာဖြစ်ပါတယ်အခုလိုမျိုးလေးကျွန်တော်တို့ကခလုတ်လေးတစ်ခုရအောင်ဘလိုမျိုးဖန်တီးရမလဲဆိုတဲ့နီလန်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာမျှဝေပိတ်သွားမှာဖြစ်ပါတယ်ဒီတော့လက်ရှိပြုလုပ်ထားတဲ့ခလုတ်ပုံစံလေးကိုကျွန်တော်ဖြတ်လိုက်ပါတော့မယ်ဒီရက် software လေးပေါ်မှာ right click နှိပ်မယ် ဒလိစွာလေးနဲ့ကျွန်တော်တို့ဖြတ်ချလိုက်ပါမယ်ဖြတ်ပြီးသွားပြီဆိုရင်တော့ဒီကလုံလေးကိုစပြီးတော့မှကျွန်တော်တို့ဖန်တီးဖို့ရာအတွက်ဆိုရင်လည်းကျွန်တော်တို့အရန်ကိုမှလွယ်ကူပါတယ်ကိုယ့်ရဲ့ကွန်ပျူတာ secret desktop ပေါ်မှာကျွန်တော်တို့ right click လေးနှိပ်ပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ new ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးရပါမယ် computer ရဲ့ secret ပေါ်မှာ right click နှိပ်မယ် နယူးထဲကိုဝင်လိုက်တာတဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာ shortcut ဆိုတဲ့အထဲကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်ပြီးတော့မှဝင်ပေးရမှာဖြစ်ပါတယ် right click နဲ့နယူး shortcut ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ကရိုက်ထည့်ပေးရမှာလေးက slide to shutdown.exe ဆိုပြီးတော့မှရိုက်ထည့်ပေးရမှာဖြစ်ပါတယ် slide to shutdown .es ဆိုပြီးတော့မှကျွန်တော်တို့အခုလိုမျိုးစရမ်းလေးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။စလုံးပေါင်းလွဲလို့တော့ကျွန်တော်တို့မရပါဘူးเนาะ။အဲ့တော့အခုလိုမျိုးလေးကျွန်တော်တို့ကရိုက်ထည့်ပြီးသွားပြီဆိုရင်တော့ next ကိုကျွန်တော်တို့နှိပ်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့က finish ဆိုတာလေးလွှတ်လိုက်ပါမယ်။ finish လွှတ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ computer screen desktop ပေါ်မှာကျွန်တော်တို့ shutdown လုပ်ဖို့ရအတွက်ခလုံလေးတော့ရနေပါပြီ။ အခုလက်ရှိကျွန်တော်တို့ရောက်နေတဲ့ဒီမှာ shortcut အနေလေးက shortcut လေးတော့သတ်မှတ်သွားတာမှန်တယ်ခလုတ်ပုံစံလေးကျွန်တော်တို့မပြောင်းနေသေးတာဖြစ်တဲ့အတွက်ဒီရက်ကျွန်တော်တို့က shortcut လေးကိုခလုတ်ပုံစံ icon လေးကျွန်တော်တို့ပြောင်းလဲပေးရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီရက် shortcut လေးပေါ်မှာ right click နှိပ်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ property ဆိုတဲ့ထဲကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့မှဝင်ပေးရမှာဖြစ်ပါတယ် property ဆိုတဲ့ထဲကိုဝင်လိုက်တာနဲ့တပြိုင်တည်းဒီဘောက်လေးကျွန်တော်တို့ကြာလာပါလိမ့်မယ် ဒီမှာကျွန်တော်တို့ကချိတ် icon ဆိုတဲ့နေရာလေးကိုကလစ်တစ်ချက်နှိပ်မယ်အခုလိုမျိုး error ပေါက်လေးပေါ်လာပြီဆိုရင်တော့ okay လေးနှိပ်လိုက်ပါမယ် okay နှိပ်လိုက်တန်တဲ့တစ်ပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ icon လေးတွေရှိတဲ့နေရာကိုရောက်သွားပါလိမ့်မယ်ကျွန်တော်တို့ကကွန်ပျူတာကို shutdown အမြန်ချဖို့ရအတွက်ခလုတ်လေးဖန်တီးတာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ power cloud ပုံစံလေးရှိပါတယ်သူ့ကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်မယ်ပြီးရင်တော့ကျွန်တော်တို့ okay ဆိုတာလေးနှိပ်ပေးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာအောက်ဆုံးလေးမှာရှိနေတဲ့ apply ဆိုတာလေးကျွန်တော်တို့ click တစ်ချက်နှိပ်မယ် okay ဆိုတာလေးနှိပ်ပေးလိုက်ပါမယ် apply လို့ okay လောက်လိုက်တာနဲ့တပြိုင်နဲ့ကျွန်တော်တို့ computer screen desktop ပေါ်မှာအစောနောက်ကလို shortcut လေးမဟုတ်တော့ဘဲနဲ့ power cloud ပုံစံလေးကျွန်တော်တို့ဝင်သွားတာဖြစ်ပါတယ်ဒီတော့ df cloud လေးကိုကျွန်တော်တို့က right click နှိပ်ပြီးတော့ open နဲ့ပဲဖွင့်ဖွင့်ဒီ software လေးပေါ်မှာကျွန်တော်တို့ကမောက်ရက်လက်ကလစ်နဲ့နှစ်ချက်နှိပ်ပြီးတော့ပဲဖြစ်ဖြစ် ကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာလေးကိုရှတ်ဒေါင်းကျွန်တော်တို့အမြန်ချလို့ရပါတယ်ဒီမှာအောက်ကိုဆွဲချလိုက်တာနဲ့တပြိုင်နက်ကွန်ပျူတာကရှတ်ဒေါင်းကျသွားမှာဖြစ်ပါတယ်ဒီတော့ဒီရက်ကလော်လေးကိုကျွန်တော်တို့ကဒီမှာအောက်ခြေလေးမှာရှိနေတဲ့အောက်ခြေလေးမှာရှိနေတဲ့ကျွန်တော်တို့ဒီရက်တက်ဘားလေးပေါ်မှာလည်းကလော်လေးကိုတင်ထားလို့ရပါတယ်သူ့ပေါ်မှာ right click နှိပ်ပါမယ် ြီးရင်တော့ကျွန်တော်တို့ဒီမှာ pin to test bar ဆိုတာလေးကျွန်တော်တို့နှဲ့လိုက်တာနဲ့တပြိုင်တည်းအောက်ခြေလေးကျဲကျွန်တော်တို့ဘားတယ်လေးမှာလည်းအခုလိုမျိုးခလုတ်ပုံစံလေးကျွန်တော်တို့ဝင်သွားမှာဖြစ်ပါတယ်ဒီတော့ဒီရဲ့ခလုတ်လေးကိုပဲကျွန်တော်တို့နှစ်ချက်နေနေဒီခလုတ်ကိုပဲကျွန်တော်တို့နှစ်ချက်နေနေဒီခလုတ်လေးကိုကျွန်တော်တို့အလွယ်တကူဖွင့်ပြီးတော့မှကိုယ့်ရဲ့ကွန်ပျူတာကို shut down ကျွန်တော်တို့အမြန်ချလိုက်လို့ရပါတယ်ဒီ software လေးကိုကမလိုချင်တော့ပါဘူးပြန်ပြီးတော့မှဖြတ်ချင်တဲ့ဆိုရင် right click နေမယ် ambient test ပါဆိုတာလေးပြန်ပြီးတော့မှဖြောက်ခက်လိုက်လို့ရတယ်။ DS software လေးကိုကျွန်တော်တို့ကပြန်ပြီးတော့မှမလိုချင်တော့ပါဘူး။ဖြတ်ချင်တယ်ဆိုရင်တော့ right click လေးနှိပ်ပြီးတော့မှ delete ဆိုတာလေးနဲ့ကျွန်တော်တို့ဖြတ်ချလိုက်လို့ရပါတယ်။ဒါကတော့ကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာ Windows PC တွေမှာ click တစ်ချက်နှိပ်ရုံနဲ့ shutdown အမြန်ချနိုင်တဲ့ နီလန်လေးဖြစ်ပါတယ်ခလုတ်တစ်ခုပြုလုပ်တဲ့နီလန်လေးဖြစ်ပါတယ်ဒါလေးကကျွန်တော်တို့တော်တော်များများမသိကြသေးတဲ့အတွက်အားလုံးအတွက်လည်းကျွန်တော်တို့အသုံးပြုရမယ်ဆိုရင်အရန်အသုံးဝင်မဲ့တူလေးတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာမျှဝေပေးလိုက်တာဖြစ်ပါတယ်ကိုကိုရိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါအကယ်၍ကိုကိုရိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အကယ်၍ကိုကိုရိုင်းလေ့ကျင့်ပြီးသွားပြီး ကိုလည်းအမှန်တကယ်ကိုရဲ့ကွန်ပျူတာမှာပါဝါခလုံလေးတွေကိုအခုလိုမျိုးကိုတိုင်းဖန်တီးတယ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DONE dance ဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာဒါမှကျွန်တော်တင်ပေးတဲ့သင်ခန်းစာတွေကိုဘသူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ